ငလင်းပင်အတွက်သိန်းတောင်းချီအလူငွေနဲ့လှူပေးနေတဲ့ခိုင်နှင်းဝေကအမှန်ကန်မှုမရှိဘူးလို့ထောက်ပြလာတဲ့ဆိုနီလာထင်မလ28ရက်ကလောက်ခံခဲ့တဲ့ငလင်းကြောင်းမြန်မာနိုင်ငံရဲ့ဒေတာများပြားကပျက်စီးဆုံးရှုံးသွားရပါတယ်။အပျက်စီးများပြီလို့တင်လိုက်ရတာနဲ့တပြိုင်တည်းခိုင်နှင်းဝေကချက်ချင်းဆိုသလိုသူမရဲ့ Brahita Foundation ကနေချက်သိန်းတထောင်မှတည်ပြီးလှူဒန်းပေးလိုက်တာဖြစ်ပါတယ်။ Brahita ရန်ပုံငွေသိန်းတထောင်မှတည်ပြီးလှူဒန်းပေးလိုက်တာမလို့ချက်ချင်းဆိုသလိုအလူရှင်တွေနဲ့အများပြားကိုပါဝင်လာကြပါတယ်။အလူရှင်တွေကခိုင်နှင်းဝေ Brahita အသင်းဆိုရင်ယုံကြည်ကြတာကြောင့် ုံယုံကြည်ကြည်နဲ့ကိုအလူငွေတွေလူဒန်းကြတာပါအမှုပညာရှင်တွေကလည်းသူတို့လူသားကိုလူသိစေဖို့အတွက်ခိုင်နှင်းဝေစီမှာလူဒန်းပင်ကြပါတယ်ဒါကြောင့်မလို့ငလင်းလုတ်ပြီးခုနှစ်ရက်မပြည့်လိုက်ခင်မှာပဲခိုင်နှင်းဝေပရာဟိတာအသင်းမှာအလူငွေသိန်းပေါင်း၄000နီးပါးတိကိုရှိသွားပါတယ်အလူငွေသိန်းပေါင်း၄000နီးပါးတိရှိလာပြီးဖြစ်တဲ့အတွက်ခိုင်နှင်းဝေကဘုံကြီးကျောင်းနဲ့တိလရှင်ကျောင်းတွေမှာအ धिक လူဒန်းပေးနေတာပါဒါအပြင်သိန်း၁၀ကြီးတိကိုငလင်းပေးကြောင်းပေးတဲ့သူတွေကိုလူဒန်းပေးနေတာပါအခုလိုလူဒန်းနေတဲ့အပေါ်မှာအများကကြည်ပြူကြည်နဲ့ပြင်မဲ့ကိုရီးယားမှာနေထိုင်တဲ့ဆွန်နီလာတိ ကတော့သဘောကျမနေပါဘူး။ဆိုနီလာထေကကိုရီးယားနိုင်ငံမှာခိုးလုံနေထိုင်တာဖြစ်ပြီးအလကုန်စီးပွားရေးလုပ်ငန်းကိုလုပ်ကင်လို့နေတာပါ။အကောင်ဆုံးအရာရင်းနဲ့သာဖြတ်တန်းနေထိုင်သူမဟုတ်ခံယူပြီးပြညာတတ်သဖွယ်နဲ့ဆိုရှယ်မီဒီယာကပွဲရီအလုံးကိုတုံ့သက်ပေးလို့နေတာပါ။ဒါပြင်လက်ရှိငလင်ပြီးနဲ့ပတ်သက်ပြီးတော့လဲဆိုနီလာထေကတုံ့သက်လို့နေတာပါ။အလူရှင်တွေလူဒန်းကြတဲ့ပုံမှာဆိုနီလာထေကလိုက်ပြီးတော့တုံ့သက်နေတာပါ။အဲ့ဒီတည်းမှာမှခိုင်နှင်းဝေကအလူငွေအများဆုံးနဲ့လိုက်လံလူပေးနေတဲ့သူဖြစ်ပေမဲ့ဤစနစ်မကြတဲ့လို့ထိရမှုမရှိဘူးလို့ထောက်ပြလာပါတယ်။ခိုင်နှင်းဝေ ွေကငွေရင်းအထုံးလိုက်အထင်းလိုက်ကိုလူပေးနေပြီးမြေပြီးဆိုလည်းလူပေးနေတယ်လို့သာဖြစ်နေတယ်လို့တုံ့သက်ပြလာခဲ့ပါတယ်။ တကယ်လိုအပ်တဲ့သူတွေစီကိုတီတီရောက်ရောက်နဲ့လူတန်းနာမျိုးမရှိဘူးလို့ထောက်ပြနေတာပါ။ခိုင်နှင်းဝင်ရဲ့အလူငွေနဲ့ဆိုရင်လှုပ်ပေးနိုင်တာရိအများကြီးရှိပေမဲ့ဤစနစ်မကြတာမို့ငွေတွေကဖမ်းပွာတာမထီရောက်တဲ့အလူတစ်ခုလို့ဆိုပါတယ်။ဇော်နီလာထင်းကတော့ຫນွယ်ပိုးအိမ်တို့လူပေးတာကိုပို့ပြီးသဘောကျနေတာပါ။ຫນွယ်ပိုးအိမ်ကငလင်ပေးတွက်လူပေးနေတဲ့အချိန်မှာအလူငွေကိုတင်ချာဖြန့်ချက်ကလူပေးပါတယ်။ဘာသာတိုင်းတွင်လည်းလူပေးတာပါ။ကဲစိန်လုံတဲ့နေရာရိနဲ့အစုလိုက်အပြုံလိုက်ကွဲလွန်သွားကြတဲ့ရွာတွေကိုလည်းရောက်ရှိပါတယ်။ဒါအပြင်ຫນွယ်ပိုးအိမ်ကကဲစိန်လုံနေတဲ့သူတွေကိုလည်းတက်နိုင်သလားလူတန်းပြီး ေးပါတယ်။အခုလိုလူဒန်းပြည်သားတွေကြောင့်လည်းပိုထိရောက်တဲ့အလူတစ်ခုဖြစ်တယ်လို့စွန်နီလာထင်ကထောက်ပြတာပါ။ လူအများကတော့ခိုင်နှင်းငွေလူလန်းပြီးတာထိရောက်မှုရှိရဲ့လို့သာယုံကြည်ရဲ့အတွက်ဆိုနီလာထေကိုအပြစ်တင်ကပြောဆိုလို့နေတာပါခိုင်နှင်းငွေလို့ပရဟိတမျိုးသမီးကိုပြစ်မှားနေတာလို့လည်းဝေဖန်နေတာပါခိုင်နှင်းငွေကရှေးဘက်လုံးကလည်းတိမ့်တောင်းချီအလူခန့်ကလှူပြင်းခဲ့ပါတယ်ငလင်ဘေးအတွက်တိမ့်တောင်းချီအလူငွေနဲ့လှူပြင်းနေတဲ့ခိုင်နှင်းငွေကအမှန်ကန်မှုမရှိဘူးလို့ထောက်ပြလာခဲ့တဲ့ဆိုနီလာထေပေါ်ပရိသတ်တူရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တက်တလောဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ ို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။